င်္ဂလာပါရှင် ကျမတို့ဒေါက်တာဒွန်ဝင်းမြင့်ဖြစ်ပါတယ်ကျမတို့ဒီဗီဒီယိုဒီထက်မှာတော့ကျမတို့ကလေးတွေအတွက်ပေါ့နော်ကလေးတွေညံကောင်းအောင်ကျမတို့တွေကပေါ့နော်ညံရီဖွင့်ပြူအောင်ဘယ်လိုများပြုလုပ်ကြမလဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့အားလုံးလည်းသိကြတဲ့အတိုင်းပါပဲကျမတို့ကလေးတွေကိုပေါ့နော်ပြုစုပြုထောင်နေနေရမှာပထမအဦးဆုံးကတော့အရေးကြီးဆုံးကတော့သူရဲ့ခန္ဓာကိုယ်ဖွင့်ပြူမှုပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကတော့ဥပမာဆိုလို့ရှိရင်ဒါပေါ့နော်သူရဲ့ weight တွေဘယ်လောက်ရှိတယ်လဲ height တွေဘယ်လောက်ရှိတယ်လဲဆိုတာတော့ကျမတို့တွေကတိုင်းတာလို့ရတယ်ပေါ့နော်ဒါပေမဲ့ လည်းညံရီဖွံ့ဖြိုးမှုကြတော့ကျွန်မတို့ကသူတို့ရဲ့ပြုတ်လုံနေတဲ့အပြုတ်အမူလေးတွေပေါ်မှာပဲကျွန်မတို့တွေကပြုတ်လုံကြည့်ပြီးတော့မှတော့ဆုံးဖြတ်လို့ရပါတယ်ရှင့်เนาะအဲ့တော့ကလေးတွေအားလုံးကလည်းအားလုံးသိကြတဲ့အတိုင်းပါပဲငါးနှစ်အောက်ပေါ့เนาะကျွန်မတို့မွေးတဲ့အချိန်ကနေစပြီးတော့မှကျွန်မတို့တွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကလေးတွေရဲ့အုံနောက်ကဆိုရှင်ဖွံ့ဖြိုးလာတယ်သူတို့ရဲ့အသိဉာဏ်တွေကဆိုရှင်တိုးတက်လာတယ်အဲ့ဒါလေးတွေကဆိုလို့ရှိရင်အကောင်းဆုံးအချိန်ကတော့ကျွန်မတို့ပထမပိုင်းမှာတော့နှစ်နှစ်အတွင်းပေါ့เนาะနှစ်နှစ်အတွင်းကပထမဆုံးအချိန်အနေနဲ့အုံနောက်ဖွံ့ဖြိုးတယ်ဒုတိယပိုင်းအနေနဲ့ကတော့ မတို့ဒါ9နှစ်အောက်ပေါ့เนาะအဲ့တော့အလွယ်ကူဆုံးပြောမယ်ဆိုရင်တော့ကလေးတော်တော်များများတော့9နှစ်အောက်မှာကျမတို့အုံနောက်ပြင်ပြူသွားတယ်ဆိုရှင်ဒါအကောင်းဆုံးဖြစ်တယ်လို့တော့ကျမတို့ကဒါယူဆကြတယ်ပေါ့เนาะအဲ့တော့ကလေးတွေကိုကျမတို့တွေကဒီအုံနောက်ပြင်ပြူဖို့အတွက်ဆိုရင်အားလုံးလည်းသိကြတဲ့အတိုင်းပါပဲကျမတို့ကလေးတယောက်ရဲ့အုံနောက်ထဲမှာဆိုရင်အစီဓာတ်တွေနဲ့ပြည့်ဖို့အရေးကြီးပါတယ်ရှင်เนาะအဲ့တော့ဥပမာကလေးတဲ့ကလေးတွေ ਆ ဆိုရှင်ကျမတို့တွေးတဲ့အစားအစာတွေမှာဆိုရှင်အစီတွေအများကြီးပါပြီးဖို့အရေးကြီးတယ်ပေါ့เนาะဒါကြောင့်မို့လဲကျမတို့တွေကဥမာဆို ရှင်ကလေးကိုမိခင်နို့ပေါ့နော်မိခင်နို့ဟာဆိုရှင်တကယ်ကိုပဲအရင်ဆုံးပေါ့နော်အစီဓာတ်တည်နဲ့ပြေးွားတယ်အဲ့ဒီခါနေပြီးတော့မှတဆင့်ကျွန်တော်တို့ဖြစ်ဆွက်စာတွေကြွေးကြတယ်ဖြစ်ဆွက်စာတွေကြွေးတဲ့ခါမှလည်းအသားငါ့ကိုဆိုရှင်မဖြစ်မနေထဲပြီးဖို့ပါဆက်ဖဲ့ဖို့လေလိုအပ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်မပြောပါတယ်အဲ့တော့ငါးတွေထဲမှာတော့ကျွန်တော်တို့ကဥပမာဆာလမွန်ငါးလို့နော်ငါပြတဲ့ခါကျလို့ရှင်တူနာငါးလို့ထဲပြီးနိုင်နေဆိုတော့ဒါအကောင်းဆုံးဖြစ်ပါတယ်ဒါမဲ့လည်းကျွန်တော်တို့နိုင်ငံမှာပေါ့နော်ဒါလိုပင်လယ်ငါးဆိုတဲ့ဟာကတော့ရှိတဲ့နေရာမှာရှိတယ်မရှိနေနေ ့နေရာမှာကျတော့ကျမတို့ရေချူငားပဲသုံးကြတယ်ပေါ့နော်အဲ့တော့ရေစငန်နဲ့ဒီပင်လယ်ငားတွေထဲမှာတော့ပြောမယ်ဆိုရှင်တော့ omega 3လို့ခေါ်တဲ့ဒီအာပေါ့နော်အာရဓာတ် တမျိုးอ่ะဆိုရှင်အပြည့်စုံဆုံးဖြစ်နေတယ်အဲ့တော့ဒီငားကိုများများစားတဲ့သူတွေမှာကတော့ကျမတို့တွေကဘာမှတိတ်ပြီးတော့မှပြောစရာမရှိဘူးပေါ့နော်ဒါမဲ့တချို့တော့ဥပမာတောင်ပေါ်ဒေသတွေဒါပြီးတော့မှပင်လယ်ကမ်းရိုးတန်းနဲ့မနီးတဲ့ဒေသတွေမှာမျိုးကြတော့ကျမတို့တလူငားကြီးစီတို့လိုမျိုးပေါ့နော်ဒါတကယ်ကိုပဲလိုအပ်ပါတယ်အဲ့လိုလိုအပ်တဲ့သူတွေမျိုးမှဆိုလို့ရှိရင်တော့ကျမ တို့ DHA တို့ EPA တို့เนาะ LA တို့ဒါအဓိကတော့ Omega 3เนาะသူနဲ့ဆက်ဆက်တဲ့ higher ဓာတ်တရားဆိုလို့ရှိရင်ဒါမဖြစ်မနေထည့်ပြီးတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့ဉာဏ်ဖွင့်ပြိုးမှုတို့ကလေးရဲ့အသိပေါ့เนาะသူတို့တွေက milestone ကတော့ဒါကတော့သဘာဝအဖြစ်ကတော့ရှိပြီးသားပါပဲဒါပေမဲ့ကျမတို့ကထပ်ထည့်ပြီးတော့မှာပေါ့เนาะကလေးကိုစားတဲ့အစားအစာတွေထဲမှာပို့ပြီးတော့မှာတိုးပွားပေးလိုက်တယ်ဆိုရင်တော့အခုပြောသလိုပါပဲသူတို့ရဲ့ဉာဏ်ဖွင့်ပြိုးမှုတွေအရဆိုရှင်ပို့ပြီးတော့မှာတော့ကောင်းတယ်လို့ကျမတို့ကပြောလို့ရပါတယ်ရှင့်เนาะအဲ့တော့ မတို့တွေက DDH ကိုဘာလို့ထည့်ချင်တယ်လဲဘုပြောသလိုပေါ့ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးဖို့များမကဘူးကလေးရဲ့စိတ်ပေါ့မှုပေါ့ကျမတို့ပြောမယ်ဆိုတော့ဥပမာဉာဏ်ကြီးဒေါသကြီးနေတဲ့ကလေးမျိုးဆိုရှင် DDH လေးတွေတိုက်ပြီးသွားတာမျိုးဆိုရှင်ဒါတကယ်ကိုပဲကလေးရဆိုလို့ရှင်ဒါပေါ့နော်သူတို့ရဲ့အပြုအမူတွေသူတို့ရဲ့အနေထိုင်နေရဆိုရှင်ပြောင်းလဲသွားတယ်ဆိုတာဘူးတော့ပေါ့နော်ဒါ research တွေကျမတို့ဒါအာပေါ့နော်လေ့လာထားမှုတွေအများရအများကြီးပဲကျမတို့ကတွေ့ရှိရပါတယ်အဲ့တော့ကလေးတွေမှာတစ်ခုကတော့ပေါ့နော်ဥပမာဆိုလို့ရှင် င်ငါကြီးစီတွေကိုကျွေးတဲ့အခါမှာတော့ဒစိတ်တွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့တော့တချို့ငါကြီးစီတွေကလည်းညီတယ်ပေါ့ပြောမယ်ဆိုလို့ရှင်တော့ကျွန်မတို့ဒီအနေနဲ့လည်းအနက်နေရှိတယ်ဆိုမစားကြသလိုပါပဲတချို့ကလေးတွေမှာဆိုလို့ရှင်လည်းငါကြီးစီကိုညီနိုင်ရတယ်မစားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့လိုသူမျိုးတွေအတွက်ကတော့အခုနောက်ပိုင်းမှာတော့ကျွန်မတို့ရတာဂမ်မီဘိုက်ခေါ်တဲ့နော်ငါကြီးစီမျိုး DH မျိုးอ่ะဆိုလာတာဒီလေကျွန်တော်တို့ဈေးကွက်ထဲမှာဆိုလို့ရှင်အမျိုးစုံရှိနေပါတယ်အဲ့လိုမျိုးပေါ့နော်ဒီလို DH မျိုးဂမ်မီဘိုက်ပုံစံနဲ့လာခဲ့တယ်ဆိုရင်နော်ဒါကလေး တွေအတွက်ကတော့ဒါစားတက်တယ်လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ဥမာဆိုရှင်မိမိလေးပြပြလေးအနေနဲ့ကတော့ကိုယ့်ရဲ့တသားမိမိလေးတွေကိုညံကောင်းစီပို့ရအတွက် DHE ပေါ်ကျွဲဝါတဲ့ဂမီပိုက်လေးတွေကိုကျွေးလို့ရသလားဆိုတော့ကျွေးလို့ရပါတယ်ရှင်နော်။အဲ့တော့ကျွေးတဲ့အခါမှာလည်းဥမာဆိုလို့ရှိရင်ကျွန်တော်တို့တော့အ ਨੇ ဆုံးတစ်လုံးကနေပြီးတော့မှ၅လုံးအထိပေါ့နော်။ဒီလိုမျိုးလေးတွေစားပေးမယ်ဆိုကလေးတွေအနေနဲ့ကလည်းကြိုက်ပါတယ်။ဒါပေမဲ့ပေါ့နော်ဥပမာအားစီတွေပဲဖြစ်ဖြစ်ဒီလို DHE တွေပဲဖြစ်ဖြစ်ကျွေးတဲ့နေရာမှာတော့ကျွန်တော်တို့ကဥမာ artificial flavor ပါရာမျိုးလို့နော်နောက်တခြားအချိုရည်တွေအများကြီးထည့်ထားတဲ့ construct တွေ၃ညာမျိုးလို့ gluten တွေ၃ညာမျိုးဒါမျိုးတွေကတော့သိပ်ပြီးတော့မှတော့မကောင်းဘူးလို့တော့ပြောလို့ရပါတယ်အဲ့တော့ပေါ့နော်ဒါမျိုးနဲ့ကင်းတဲ့အဲပေါ့နော်အဲ့လိုမျိုးဒစိမ့်မျိုးကိုတော့ရှာဖွေပြီးတော့မှတော့သုံးကြပါလို့တော့မိမိတွေကိုကျွန်မအကြံပေးချင်ပါတယ်ရှင့်နော်အဲ့တော့တချို့တွေမှာလည်းဒါလေးတွေကတော့ဘယ်အစားစာမစို့နော်ဘယ်အားစေးမစို့အတူပါလေးတွေကတော့ရှိတတ်ပါတယ်အဲ့တော့ဥပမာဆိုလို့ရှိရင်တော့ဒါကတော့အစစ်တွေဆိုတော့ hologram လေးတွေပေါ့နော်ဒါမျိုးလေးတွေလည်းထည့်ထားတာဖြစ်တဲ့အတွက်ကြောင့် လို့ကိုသုံးတဲ့ပစ္စည်းကိုတော့ဒါအစ်စ်အမှန်ဖြစ်သလားကုမ္ပဏီကလည်းကောင်းမွန်သလားကုမ္ပဏီအစ်စ်အမှန်ဖြစ်သလားဆိုတာတွေကိုတော့ဒါမိမိတို့ကိုယ်တိုင်ရွေးချယ်ပြီးတော့မှပဲရွေးချယ်ပြီးတော့မှကိုယ့်ရဲ့သသားမိမိလေးတွေကိုအသုံးပြုကြပါလို့တော့ကျွန်မအကြံပေးလိုက်ချင်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်